အိန္ဒိယနဲ့ပါကစ္စတန်ကြားပြင်းထန်တဲ့ဆက်ရေးပဋိပက္ခတွေဖြစ်ပေါ်နေပြီလေကြောင်းမှရောအွန်လိုင်းပေါ်မှာပါတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်မေလ9ရက်နေ့မှာအိန္ဒိယကစစ်တပ်ဟာတရုတ်ထုတ် PL15 ဝေဟမဝေဟင်ပြည့်ဒုံးကျည်တလုံးကိုအကောင်လီပါရယူနိုင်ခဲ့တယ်လို့ကြေညာခဲ့ပါတယ်မေလ9ရက်နေ့အစောပိုင်းမှာအိန္ဒိယနဲ့ပါကစ္စတန်လီဒါတွေအကြားအကြီးစားဝေဟင်တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပါတယ်ပါကစ္စတန်က CNN သတင်းဌာနကိုပြောကြားချက်အရ တိုက်တရင်125စီးပါဝင်ခဲ့ပြီးတနအီကြောင်းဝင်းဟင်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဒါပေမဲ့ဘဲဘက်ကမှတခြားတစ်ဖက်ရဲ့လေပိုင်းတစ်ထပ်ကိုဝင်ရောက်ခဲ့ခြင်းမရှိဘဲတိုက်ပွဲဟာမိမိပိုင်းတစ်ကနေ Beyond Facial Range တာဝေးဝေဟင်မှဝေဟင်ပစ်ဒုံးကြီးတွေနဲ့ဆင်နွှဲခဲ့တာဖြစ်ပါတယ်။အိန္ဒိယလေတဲ့အရာရှိတွေရဲ့ပြောကြားချက်အရ PL15 ဒုံးကြီးဟာပါကစ္စတန်ကအိန္ဒိယတိုက်ရင်တစည်းကိုပြစ်ခတ်ခဲ့တာဖြစ်နိုင်ပေမဲ့ ပြစ်မှတ်ကိုမထိခဲ့ပဲလောင်စာစီပြက်လက်သွားတဲ့အထိပြန်တမ်းပြီးပြတ်ကျသွားခဲ့တာဖြစ်ပါတယ်မေလ9ရက်နေ့မှာ headline hot hot boss ရဲ့လူမှုမီဒီယာကအိန္ဒိယဟာပါကစ္စတန်လေတပ်ကပြစ်ခတ်ခဲ့တဲ့ PL15 ဒုံးကျည်တလုံးကိုရှာဖွေတွေ့ရှိခဲ့တယ်လို့မျှဝေခဲ့ပါတယ်ဗီဒီယိုထဲမှာလူတချို့ဟာ PL15 ဒုံးကျည်နားမှာစုဝေးနေပြီးအချို့က PL15 ဒုံးကျည်ကိုထိတွေ့ကင်တွေ့နေကြတာကိုတွေ့ရပါတယ် Abraham ဆိုရက်နောက်ထပ် account တစ်ခုကတော့ PL15 ဒုံးကြီးဟာမပေါက်ကွဲခဲ့တဲ့ဒုံးကြီးဖြစ်နိုင်တယ်လို့ထောက်ပြခဲ့ပါတယ်။ဒါ့အပြင်မီးလောင်ရမရှိတဲ့ PL15 ဒုံးကြီးနှလုံးကိုလည်းထပ်မံတွေ့ရှိခဲ့ပြီးပုံတွေမှာ PL15 ဒုံးကြီးတွေဟာပေါက်ကွဲမထတာကိုအတည်ပြုထားပါတယ်။မှတ်ချက်တွေထဲမှာတရုတ်စစ်ရေးဝေဖန်သူတွေအများစုကဒီအခြေအနေကိုဝေဖန်ခဲ့ကြပြီး PL15 ဒုံးကြီးရဲ့အလျားဟာ6မီတာရှိပေမဲ့အိန္ဒိယကပြသထားတာက PL15 ဒုံးကြီးရဲ့ တွန်းကန်အင်ဂျင်အပိုင်းဘူစတာသာဖြစ်ပြီးအဲ့ဒါဟာ2မီတာအောက်သာရှိတယ်လို့ဆိုပါတယ်တရုတ်ဝေဖန်သူတွေက PL15 တုံးကြီးရဲ့ဖြက်စီးရေးထိပ်ဖူးဝါဟစ်ဟာပောက်ကွဲသွားပြီးသားဖြစ်တယ်လို့ပြောခဲ့ပါတယ်အချို့သောကျွမ်းကျင်သူတွေကဗီဒီယိုကိုခွဲချမ်းစိတ်ဖြာရမှာ PL15 တုံးကြီးရဲ့ဖြက်စီးရေးထိပ်ဖူးဟာမပေါက်ကွဲထားဘူးလို့တိကျသွားမပြောနိုင်ပေမဲ့ PL15 တုံးကြီးဟာပြစ်မှတ်ကိုထိမှန်ပြီးလေရင်နဲ့အတူတပြိုင်နက်ပေါက်ကွဲခဲ့မယ်ဆိုရင် PL15 တုံးကြီးရဲ့မပြတ်စည်းတဲ့တုံးကန်အင်ဂျင်ပိုင်းဟာမြေပေါ်ကျလာဖို့မဖြစ်နိုင်ဘူးလို့ဆိုပါတယ် PL15 တုံးကြီးဟာ fragmentation kill mechanism ကို အသုံးပြုထားပြီးထိပ်ဘူးဟာပောက်ကွဲခဲ့ပေမဲ့ပြစ်မှတ်ကုန်မထိခဲ့ပဲလောင်စာစီပြက်လိုက်ပြီးကိုယ့်ဘာသာဖျက်ဆီးခဲ့တဲ့စနစ် self destruct အလုပ်လုပ်ကပြတ်ကျသွားပဲရှိတာလို့ယူဆထားပါတယ်လက်ရှိမှာစစ်မြေပြင်တရင်အချက်လက်တွေဟာရှုပ်ထွေးပြီးဘယုတ်ဒုက္ခဖြစ်နေပါတယ် နှစ်ဖက်စလုံးဟာနောက်ဆုံးပေါ်တိုက်လေရင်တွေကိုအသုံးပြုနေတာမကစကလုံးတိုက်ပွဲတွေမှာလည်းပါဝင်နေကြပါတယ်။အိန္ဒိယစစ်တပ်ရဲ့ PL15 ဒုံးကျည်နဲ့ပတ်သက်တဲ့ဝါရဖြန့်ချီရေးဟာပါကစ္စတန်ရဲ့အရင်ကသတင်းမှားတွေကိုတံပြန်တုံ့ပြန်မှုတစ်ခုအဖြစ်ရှုမြင်နိုင်ပါတယ်။ BBC ရဲ့ဖော်ပြချက်အရမေလ၈ရက်နေ့မှာလေကြောင်းတိုက်ပွဲတွေကို ပြသနေတယ်လို့ဆိုတဲ့ဗီဒီယိုတွေလူမှုမီဒီယာပေါ်မှာပြန့်နှံ့သွားခဲ့ပါတယ်။ဒါပေမဲ့လည်းဒီဗီဒီယိုများစုဟာအမှန်တကယ်မှာဗီဒီယိုဂိမ်းမြင်ခွင့်နေဒါမှမဟုတ် အရင်ကရိုက်ကူးထားတဲ့ဗီဒီယိုအဟောင်းတွေဖြစ်နေတာကိုတွေ့ရှိခဲ့ပါတယ်။ပောက်ကွဲမှုဗီဒီယိုတစ်ခုဟာ2020ပြည့်နှစ်ဘေရော့စကန်ပောက်ကွဲမှုကဖြစ်ပြီးနောက်ထပ်ဗီဒီယိုတစ်ခုကတော့အိန္ဒိယ latest scan ကိုဘုံကျဲတိုက်ခိုက်ခံရတယ်လို့ဆိုထားပေမဲ့အမှန်တကယ်မှာ Battlefield 3ဆိုတဲ့ဗီဒီယိုဂိမ်းက screen record တစ်ခုဖြစ်ပါတယ်။အိန္ဒိယရဲ့သတင်းမှန်ကန်မှုစစ်ဆေးရေးဌာနကဒီသတင်းတွေကိုအလင်းအမြန်အမှားပြင်ဆင်ခဲ့ပြီးအိန္ဒိယလေယာဉ်6စီးကိုပစ်ချခဲ့တယ်လို့ဆိုတဲ့ပြောဆိုချက်ဟာ လုံးဝမမှန်ကန်တဲ့ဖန်တီးထားတာဖြစ်တယ်လို့ရှင်းလင်းခဲ့ပါတယ်။ဓာတ်ပုံများစုဟာအိန္ဒိယရဲ့အရင်ကလေရင်တက်ကြမှုတွေကိုပုံဟောင်းတွေကိုရည်ရွယ်ချက်ရှိရှိပြုလုပ်ထားတာဖြစ်ပါတယ်။ဥပမာအဖြစ် MiG 29လေရင်ပြတ်ကြတဲ့ဓာတ်ပုံတစ်ပုံဟာ2024ခုနှစ်ကဂျာဂျက်စတန်မှာဖြစ်ပွားခဲ့တဲ့လေရင်မတော်တဆမှုကဖြစ်ပါတယ်။ပို့ပြီးထူကြတာကတရုတ်နိုင်ငံပိုင်မီဒီယာတွေပါပါဝင်လာခဲ့တာပါ။ Global Times သတင်းဌာနက ပါကစ္စတန်စစ်တပ်အရင်းမြစ်တွေကိုကိုးကားပြီးပါကစ္စတန်စစ်တပ်ဟာညဘက်တိုက်ခိုက်မှုတစ်ခုအတွင်းအိန္ဒိယလေယာဉ်တစ်စီးကိုပစ်ချခဲ့တယ်လို့ဆိုကာဒါဟာ Operation Sindor ရဲ့တစိုက်တစ်ပိုင်းဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။ဒါကိုတံပြန်အနေနဲ့တရုတ်နိုင်ငံမှာရှိတဲ့အိန္ဒိယတန်ယုံကချက်ချင်းထုတ်ပြန်ချက်တွေထုတ်ပြီးအတိမပြုတ်နိုင်တဲ့သတင်းအတုတွေကိုပယ်ချကာထုတ်ဝေဖော်ပြခြင်းမပြုခင်တင့်လျော်စွာစစ်ဆေးအတည်ပြုဖို့တောင်းဆိုခဲ့ပါတယ်။ CNN နဲ့ India Today သတင်းဌာနတွေကလည်း ပါကစ္စတန်ထောက်ခံတဲ့လူမှုမီဒီယာအကောင့်တွေနဲ့နိုင်ငံရေးသမားတွေဟာဒီသတင်းမမှန်တာတွေကိုဖြန့်ဝေနေတာဖြစ်တယ်လို့ဖော်ထုတ်ခဲ့ပါတယ်။အိန္ဒိယဆိုရကဒီလိုစိတ်လုံရှားစရာသတင်းဖြန့်ချိမှုတွေဟာပြည်သူတွေကိုလှည့်စားယုံတာမကအကြမ်းဖက်မှုတွေကိုဖုံးကွယ်ဖို့အတွက်လည်းအသုံးပြုနိုင်တယ်လို့တတိပေးခဲ့ပါတယ်။ဒီပြည်ပခါဟာဧပြီလ22ရက်နေ့မှာစတင်ခဲ့တာဖြစ်ပြီးအိန္ဒိယထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသမှာအကြီးစားအကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီးလူ26ဦးသေဆုံးခဲ့ပါတယ်။ အိန္ဒိယကဒီတိုက်ခိုက်မှုကိုပါကစ္စတန်ထောက်ခံတဲ့အကြမ်းဖက်အဖွဲ့ Luxa E Tiber ကစီစဉ်ခဲ့တယ်လို့ဆိုဆွဲပြီး Operation Sendol လို့ခေါ်တဲ့စစ်စစ်ရေးစစ်စင်ရေးတစ်ခုကိုစတင်ခဲ့ပါတယ်။ဒါကိုတံပြန်နေတဲ့ပါကစ္စတန်ကအိန္ဒိယစစ်လေယာဉ်၅စီးကိုပစ်ချခဲ့တယ်လို့ဆိုပြီးအိန္ဒိယစစ်သားအများပြားလက်နက်ချအညံ့ခံခဲ့တယ်လို့ဆိုပါတယ်။သူတို့ကအိန္ဒိယစစ်တပ်ကအဖြူရောင်အလံထောင်ခဲ့တယ်လို့တောင်ပြောခဲ့ပါတယ်။ ဒါပေမဲ့ဒီပြောဆိုချက်တွေကိုလွတ်လပ်စွာအတည်ပြုနိုင်ခြင်းမရှိခဲ့ပါဘူး။အိန္ဒိယအစိုးရကလည်းဒီပြောဆိုချက်တွေကိုတိုက်ရိုက်မတုံ့ပြန်ပဲသူတို့ရဲ့စစ်ရေးလှုပ်ရှားမှုတွေဟာတိကျတဲ့တိုက်ခိုက်မှုတွေသာဖြစ်တယ်လို့အလေးပေးပြောကြားခဲ့ပါတယ်။ပြိပခါဖြစ်ပွားပြီးနောက်တရက်မှာအိန္ဒိယစစ်မြေမှာတရုတ်ထုတ်ဒုံးကျည်အပြက်စီးတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။တရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနကဒီအခြေအနေကိုမသိရှိထားဘူးလို့ဖော်ပြခဲ့ပေမဲ့ တရုတ်လက်နက်တွေဟာဒီပဋိပက္ခမှာအဓိကအခန်းကဏ္ဍကပါဝင်ခဲ့တယ်ဆိုတဲ့သက်သေတွေတိုးဝါလာနေပါတယ်။ဥရောပသမဂ္ဂကဒီပဋိပက္ခရဲ့အဆင့်မြင့်တက်လာမှုကို ပြင်းထန်တဲ့စိုးရိမ်မှုကိုဖော်ပြခဲ့ပါတယ်။မေလ9ရက်နေ့မှာပါကစ္စတန်ရဲ့ဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီးအစ်ခတ်စတာကပါလီမန်မှာရှင်းလင်းပြောကြားခဲ့ရမှာလေကြောင်းတိုက်ပွဲတွင်ပါကစ္စတန်စစ်တပ်ကတရုတ်ချုပ် J10C တိုက်လေယာဉ်တွေကိုအသုံးပြုခဲ့ပြီး အိန္ဒိယလေယာဉ်အများအပြားကိုပစ်ချခဲ့တယ်လို့ဆိုပါရယ်ဒီထဲမှာ ပြင်သစ်ထုတ် Rafale လေယာဉ်သုံးစီးလဲပါဝင်တယ်လို့ဖော်ပြခဲ့ပါရယ်အိန္ဒိယစစ်တပ်ဟာတရုတ်ထုတ် PL-15 တုံးကြီးတွေရဲ့အပျက်စီးတွေကိုဆက်လက်တွေ့ရှိနေစေဖြစ်တယ်လို့တရုတ်မီဒီယာဌာန Observer Network ကဖော်ပြထားပါရယ်ဒီတုံးကြီးတွေဟာပါကစ္စတန်ရဲ့ J-Tanks ီဒါမှမဟုတ် JF 17C တိုက်လေယာဉ်တွေကနေပြစ်ခတ်ခဲ့တာဖြစ်နိုင်ပါတယ်။အများသိရှိထားတဲ့အချက်အလက်တွေအရ ် JDNC ဟာတရုတ်နိုင်ငံကထုတ်လုပ်တဲ့တိုက်လေယာဉ်ဖြစ်ပြီး JF 17C ကတော့တရုတ်နဲ့ပါကစ္စတန်တို့ပူးပေါင်းဖန်တီးထားကတင်ပို့ရောင်းချတဲ့လေယာဉ်တစ်စီးဖြစ်ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်ကြားပြင်းထန်တဲ့လေကြောင်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေချိန်မှာခွေးတန်းစိတ်ဖြာရေးအေဂျင်စီအများပြားကတရုတ်နိုင်ငံဟာပါကစ္စတန်ကိုလက်နက်ထောက်ပံ့ပေးမှုတွေကနေတောင်အာရှရေးရာတွေထဲဝင်ရောက်ဆွတ်ဖက်နေပြီးအိန္ဒိယရဲ့စစ်ရေးထောက်လှမ်းရေးအချက်အလက်တွေကိုလျှို့ဝှက်စုဆောင်းနေတယ်လို့ထောက်ပြပါဗျာ။ Stockholm International Peace Research Institute ရဲ့အချက်အလက်တွေအရပါကစ္စတန်ရဲ့လက်နက်တွင်သိမ်းမှုရဲ့87ရာခိုင်နှုန်းဟာတရုတ်နိုင်ငံကနေလာတာဖြစ်ပြီးဂျေတန်းစီတိုက်လေယာဉ်တွေဒုံးကျည်တွေနဲ့လေကြောင်းရန်ကာကွယ်ရေးရေဒါစနစ်တွေပါဝင်ပါတယ်။အကြီးတန်းသုတေသီ Simon Whitman ကတရုတ်နိုင်ငံဟာအမေရိကန်ရဲ့ပါကစ္စတန်ကိုစစ်လက်နက်ရောင်းချမှုရှော့ချလာတဲ့နေရာမှာအစားထိုးပြီးပါကစ္စတန်ရဲ့အဓိကလက်နက်ထောက်ပံ့သူဖြစ်လာတယ်လို့ပြောကြားခဲ့ပါတယ်။ CNN သတင်းဌာနက ပါကစ္စတန်ကဂျေတန်းစီတိုက်လေယာဉ်ကိုအသုံးပြုပြီးအိန္ဒိယလေယာဉ်အများအပြားအထူးသဖြင့်ပြင်သစ်ထုတ် Rafale လေယာဉ်တွေကိုပစ်ချခဲ့တယ်လို့ဆိုထားပေမဲ့အိန္ဒိယကဒီဆုံးရှုံးမှုတွေကိုအတည်မပြုခဲ့ပါဘူးတရုတ်ထုတ်လက်နက်တွေဟာဒီပဋိပက္ခရဲ့ဗဟိုချက်ဖြစ်လာခဲ့ပါတယ်ဝိုင်းရဲ့မီဒီယာသမား Phone Wine ကပါကစ္စတန်ဟာစည်ရဲ3စည်ရဲ့ GDP နဲ့နိုင်ငံသားသုံးငွေရန်ပုံငွေမှာအိန္ဒိယထက်နောက်ကျနေပေမဲ့တရုတ်နိုင်ငံရဲ့ထောက်ပံ့မှုကြောင့် သူ့ရဲ့စွမ်းရည်ထက်ပုံမထိရောက်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့ထောက်ပြခဲ့ပါတယ်။ Global Firepower အစင်းသမှတ်ချက်အရအိန္ဒိယမှာတာဝန်ထမ်းဆောင်နေတဲ့စစ်သား1.3လေးသန်းကျော်ရှိပြီးပါကစ္စတန်ထက်ကိုးစားပူကြီးတဲ့ကာဝေးရေးဘတ်ဂျက်တင်ကား4200ကျော်၊လေယာဉ်2000ကျော်နဲ့ကမ္ဘာစစ်ရင်အားအဆင့်၄နေရာမှာရှိနေပါတယ်။ပါကစ္စတန်မှာတော့တောင်ဝင်ထမ်းဆောင်နေတဲ့စစ်သား6သိန်းခွဲသာရှိပြီးလက်နက်နဲ့နှီးပညာအတွက် တရုတ်နဲ့တူရကီကို များစွာအားကိုးနေရပါတယ်။အတိတ်မှာအိန္ဒိယရဲ့အဓိကလက်နက်တွေရဲ့80%ရာခိုင်နှုန်းဟာရုရှားကနေလာတာဖြစ်ပေမဲ့လွန်ခဲ့တဲ့လင်းထွက်တွင်ဒီပမာဏဟာတဝက်ရော့ကျသွားခဲ့ပြီးအခုအိန္ဒိယရဲ့လက်နက်တွင်သိမ်းမှုရဲ့ထဝက်ကျော်ဟာအမေရိကန်ပြင်သစ်နဲ့အစ္စရေးတို့ကနေလာနေပါတယ်။ဒါပေမဲ့ပါကစ္စတန်ကတော့လုံးဝနှီးပါတရုတ်ထုတ်ပစ္စည်းတွေကိုသာအသုံးပြုနေပါတယ်။ရိုက်တာသတင်းဌာနကခွဲခြမ်းစိတ်ဖြာမှုတွေကိုကိုးကွားပြီး တရုတ်နိုင်ငံဟာဒီအစိုးရသောစစ်ပွဲ Proxy War မှာလက်နက်စနစ်တွေကိုစမ်းသပ်နေပြီးအိန္ဒိယရဲ့ဒုံးကျည်ဖြန့်ကျက်မှုလေရင်ပြန်သမ်းမှုလမ်းကြောင်းတွေနဲ့စီရေးညွှန်ကြားမှုဖွဲ့စည်းပုံတွေအကြောင်းအရေးပါတဲ့ထောက်လှမ်းရေးအချက်လက်တွေကိုရယူနေတယ်လို့ဖော်ပြပါတယ်။ဒီပဋိပက္ခဟာတရုတ်နိုင်ငံအတွက်ထောက်လှမ်းရေးလေ့ကျင့်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။စင်ကာပူလုံခြုံရေးခွဲခြမ်းစိတ်ထားသူအလက်ဇန်းဒါနီးလ်ကလည်းဒါဟာ တရုတ်နယ်စပ်တလျှောက်ဖြစ်ပွားနေတဲ့လက်တွေ့ကမ္ဘာစည်ရေးလေ့ကျင့်မှုတစ်ခုဖြစ်တယ်လို့မှတ်ချက်ပြုခဲ့ပါတယ်။တရုတ်နိုင်ငံဟာဂျိုလူတွေကနေစောင့်ကြည့်နေုံသာမကအိန္ဒိယသမုတ်တရားထဲမှာထောက်လန်းရေးနဲ့စုံစမ်းရေးအတွက်ပြည်သူစစ်တပ်တင်မော်တွေငါးဖန်တင်မော်တွေနဲ့စောင့်ကြည့်ရေးတင်မော်တွေကိုအများအပြားဖြန့်ကျက်ထားတယ်လို့ဆိုပါတယ်။အပြည်ပြည်ဆိုင်ရာမဟာဗျူဟာလေ့လာရေး Institute International Institute for Strategic Studies ကတရုတ်နိုင်ငံမှာ လက်ရှိမှာစည်ရေးထောက်လန်းရေးဂျိုရု135ခုကျော်ကဘာပတ်လမ်းကြောင်းမှာရှိနေတယ်လို့ဖော်ပြခဲ့ပါတယ်။ဒါဟာအမေရိကန်ပြည်ထောင်စုပြီးရင်ဒုတိယအများဆုံးဖြစ်ပါတယ်။ CNN ရဲ့သတင်းဌာနကအိန္ဒိယနဲ့ပါကစ္စတန်အကြားပဋိပက္ခဟာအနောက်နိုင်ငံတွေရဲ့စည်ရေးနည်းပညာနဲ့တရုတ်နိုင်ငံရဲ့စည်ရေးနည်းပညာတွေအကြားတကယ်ထိတ်တိုက်ရင်ဆိုင်မှုတစ်ခုအဖြစ်ပြောင်းလဲလာတယ်လို့ဖော်ပြခဲ့ပါတယ်။မေလ၈ရက်နေ့ညဘက်မှာသတင်းတွေအရပါကစ္စတန်နဲ့အိန္ဒိယနှစ်နိုင်ငံစလုံးဟာ လေချောင်းတိုက်ပွဲအတွက်တိုက်လေရင်အများပြောက်ကိုဖြန့်ကျက်အသုံးမပြုခဲ့ပဲတစ်ဖက်နဲ့တစ်ဖက်နယ်မြေတွေကို drone တွေနဲ့လေချောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ဒီလေချောင်းတိုက်ခိုက်မှုတွေအတွင်းအထင်ရှားဆုံးဖြစ်ရကတော့အိန္ဒိယဟာလာဟိုးမြို့အနီးမှာဖြန့်ကျက်ထားတဲ့တရုတ်ထုတ် HQ9 လေချောင်းရန်ကာကွယ်ရေးစနစ်တစ်ခုကို drone တွေနဲ့အောင်မြင်စွာဖျက်ဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ video file တွေအရတိုက်ခိုက်ခံရတဲ့စနစ်ဟာ HQ9 ရဲ့ညွှန်ကြားရေးရှင် ကွန်မန်ဗီဟိုင်ဂယ်ဖြစ်နိုင်ပြီးယင်းနောက်ပိုင်းမှာအနေငယ်ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်ဒရုန်းရဲ့ထိခိုက်မှုဟာဒုံးကျည်တိုက်ခိုက်မှုလောက်ဖျက်ဆီးနိုင်သမှရှိပဲအကန့်အသတ်ရှိခဲ့တယ်လို့ထင်ရှားပါတယ်နောက်တစ်ရက်မှာဗီဒီယိုတစ်ခုမှာ ပါကစ္စတန်စစ်တပ်ဟာ AQ9 စနစ်ကိုရှေ့တန်းကနေအလင်းမြန်ပြောင်းရွှေ့နေတာကိုပြသထားပါတယ် AQ9 ဟာ စနစ်ဟာအိန္ဒိယပါကစ္စတန်နယ်စပ်နဲ့ကက်ရှမီးယားကက်ရှမီးယားနဲ့လာဟိုးမြို့နီးမှာဖြန့်ကျက်ထားတာဖြစ်ပါတယ် ါကစ္စတန်ဟာ H29 ရဲ့တရုတ်တင်ပို့ရောင်းချရေး version ကိုအသုံးပြုနေပြီးဒီစနစ်ဟာ125ကီလိုမီတာထိမောင်းနေနိုင်ကအိန္ဒိယအနောက်မြောက်ပိုင်းရဲ့လေပိုင်နက်ကြီးတစ်ခုကိုလွှမ်းခြုံနိုင်တယ်လို့သိရပါဗျ။မေလ10ရက်နေ့မှာအိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကစစ်တပ်ဟာပါကစ္စတန်ဖြန့်ကျက်ထားတဲ့လေကြောင်းရန်ကာကွယ်ရေးရေဒါတွေနဲ့စနစ်တွေကိုနေရာပေါင်းများစွာမှာအောင်မြင်စွာတိုက်ခိုက်ခဲ့ပြီးလာဟိုးမြို့နီးကစနစ်တစ်ခုကိုဖျက်ဆီးနိုင်ခဲ့တယ်လို့ပြောကြားခဲ့ပါဗျ။ ဒါပေမဲ့ပါကစ္စတန်အရာရှိတွေကတဂါရီယန်သတင်းဌာနကိုလေကြောင်းရန်ကာဝေးရေးစနစ်ဆုံးရှုံးမှုဟာအနှဲငယ်သာဖြစ်ပြီးအိန္ဒိယဒရုန်း25သီးထပ်မံပစ်ချနိုင်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ဒီပဋိပက္ခမှာပါကစ္စတန်ဟာ H-29 နဲ့မကပဲတရုတ်ထုံနောက်ထပ်လေကြောင်းရန်ကာဝေးရေးဒုံးကျည်စနစ်တစ်ခုဖြစ်တဲ့ H-16 ကိုလည်းအသုံးပြုခဲ့ပါတယ်။ H-16 ဟာ H-29 ထက်ခရီးတာပိုတိုပြီး H-16B မှာ80ကီလိုမီတာ H216FE မှာ160 km အထိရှိပါတယ်။ပါကစ္စတန်ဟာတာတိုဗာရှင်ကိုအသုံးပြုခဲ့ဝယ်ရှိပါတယ်။အိန္ဒိယရဲ့တိုက်ခိုက်မှုတွေကိုတံပြန်နေတဲ့ပါကစ္စတန်ဟာကက်ရှမီးယားစီ အကြီးစားလေကြောင်းတိုက်ခိုက်မှုတွေစတင်ခဲ့ပါတယ်။ဒေသခံတွေရိုက်ကူးထားတဲ့ဗီဒီယိုတွေမှာပါကစ္စတန် drone တွေဟာဂျန်မူမြို့ကိုတိုက်ခိုက်နေပြီးအိန္ဒိယတပ်ဖွဲ့တွေကလေကြောင်းရန်ကာဝေးရေးဒုံးကျည်တွေနဲ့ကာစီးဖို့ပြစ်ခတ်နေတာကိုတွေ့ရပါတယ်။ မေလ၈ရက်ကနေ9ရက်ထိပါကစ္စတန်နဲ့အိန္ဒိယနှစ်နိုင်ငံစလုံးဟာလေကြောင်းတိုက်ခိုက်မှုအတွက် drone တွေကိုအဓိကအသုံးပြုခဲ့ပါတယ်။နှစ်ဖက်စလုံးရဲ့လေကြောင်းတိုက်ခိုက်မှုအတိုင်းအတာဟာဆင်တူဖြစ်ပြီးနယ်စပ်ဒေသမှာရှိတဲ့အဓိကနေရာအလုံးဟာတိုက်ခိုက်မှုပြင်းထန်တွေဖြစ်လာခဲ့ပါတယ်။ဒီပဋိပက္ခဟာဆက်လက်ပြီးပုံမူပြင်းထန်လာနေပါတယ်။မေလ၁ရက်နေ့မှာပါကစ္စတန်စစ်တပ်ကအိန္ဒိယရဲ့ပါကစ္စတန်နယ်မြေပေါ်ရန်စတဲ့လုပ်ရက်တွေကိုတံပြန်အနေနဲ့ စည်ရေးရာဆောင်ရွက်မှုတွေပြုလုပ်နေတယ်လို့တရားဝင်ကြေညာခဲ့ပါတယ်။ဒီစစ်စင်ရေးကို Operation Banyan and Marsax လို့မည်ပေးထားပြီးဒီနာမည်ဟာကူအာမ်ကျန်းတဲ့ကမဖြတ်ကျော်နိုင်တဲ့ဒတိုင်းဆိုတဲ့ကျမ်းပိုက်ကနေဆင်းသက်လာတာဖြစ်ပါတယ်။ပါကစ္စတန်နိုင်ငံပိုင်းရုံးမြင့်တန်ကြားဌာနက Operation Banyan and Marsax ကမေလ10ရက်နေ့မနက်မှာတရားဝင်စတင်ခဲ့တယ်လို့သတင်းဖော်ပြခဲ့ပြီးစစ်တပ်က Brafmox ဒုံးကျည်တူလောင်ရုံတွေကိုဖျက်ဆီးနိုင်ခဲ့ပြီး တခြားမဟာဗျူဟာမြောက်ပြည့်မှတ်တွေကိုလည်းတိုက်ခိုက်နေတယ်လို့ဖော်ပြခဲ့ပါတယ်။ Brahmox ကအိန္ဒိယနဲ့ရုရှားတို့ပူးပေါင်းဖန်တီးထားတဲ့အတန်ထက်မြန်တဲ့ Tawei Cruise ဒုံးကျည်တစ်မျိုးဖြစ်ပြီးတိကျမှုမြင်မာပြီးဖြတ်စည်းနိုင်စွမ်းအားကောင်းတယ်လို့လူသိများပါတယ်။ပါကစ္စတန်စစ်တပ်ရဲ့ပြောကြားချက်အရတိုက်ခိုက်မှုပြည့်မှတ်တွေထဲမှာအိန္ဒိယရဲ့ Pandacot နဲ့ Udaipur latest scan တွေလည်းပါဝင်ပါတယ်။ပါကစ္စတန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူတို့က သူတို့ရဲ့လှုပ်ဆောင်ချက်တွေဟာတံပြန်တုံ့ပြန်မှုတစ်ခုဖြစ်ပြီးပါကစ္စတန်ကိုဒုံးကျည်တွေနဲ့တိုက်ခိုက်နေတဲ့ leader scan တွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ပြောကြားခဲ့ပါတယ်။အိန္ဒိယကတော့ဒီပြောဆိုချက်တွေကိုလက်ရှိအချိန်ထိတုံ့ပြန်ထုတ်ပြန်ခြင်းမရှိသေးပါဘူး။မေလ၈ရက်နေ့မှာပါကစ္စတန်အရာရှိတွေက CNN သတင်းဌာနကိုဖွင့်ဟပြောကြားခဲ့ရမှာ။လေကြောင်းတိုက်ပွဲမှာတိုက်လေရင်125စီးပါဝင်ခဲ့ပြီးတိုက်ပွဲများစုဟာမြင်ကွင်းပြင်ပ Beyond Facial Range မှာဖြစ်ပွားခဲ့ပြီး အကွာဝေးဟာ160ကီလိုမီတာကျော်ထိရှိခဲ့တယ်လို့ဆိုပါတယ်။ဒီချက်လက်တွေမှန်ကန်ပေဆိုရင်ဒါဟာခင်မီစစ်ပွဲတွေထဲမှာအင်အားအပြင်းထန်ဆုံးနဲ့အကြီးမားဆုံးလေကြောင်းတိုက်ပွဲတစ်ခုဖြစ်လာမှာပါ။အိန္ဒိယနဲ့ပါကစ္စတန်နှစ်နိုင်ငံစလုံးမှာတာဝေးလက်နက်တွေတိတာထင်ရှားစွာပိုင်ဆိုင်ထားပါတယ်။ပါကစ္စတန်ဘက်မှာ JF-17 တိုက်လေယာဉ်နဲ့ J-10C တိုက်လေယာဉ်တွေဟာ PL-15E ဒုံးကျည်တွေနဲ့တပ်ဆင်ထားပြီး PL-15E ဟာ145ကီလိုမီတာ တာဝေးတင်ဖို့ရောင်းချရေး version ဖြစ်ပါတယ်။ South China Morning Post သတင်းဌာနအရပါကစ္စတန်လီဒက်က PL15 တုံးကြီးရဲ့တင်ဖို့ရောင်းချရေး version ကိုအသုံးပြုတယ်လို့တိတိကျကျမဖော်ပြခဲ့ပေ။တရုတ်စစ်တပ်အသုံးပြုတဲ့ PL15 တုံးကြီးနဲ့တူညီတဲ့တရုတ် version ကိုအသုံးပြုခဲ့ဝင်ရှိတယ်လို့ပြောထားပါတယ်။ဒါကိုအတည်ပြုနိုင်မယ်ဆိုရင်နိုင်ငံခြားစစ်တပ်တခုက PL15 တုံးကြီးရဲ့တာကိုတာတိုတင်ဖို့ရောင်းချရေး version တက်ဆင်အသုံးပြုတာဟာ ပထမဆုံးအကြိမ်ဖြစ်လာမှာပါ။တပြိုင်နက်တည်းမှာပါကစ္စတန်မှာ American ပြည်ထောင်စုကနေဝယ်ယူထားတဲ့ F16 တိုက်လေယာဉ်တွေလည်းရှိပြီး AIM 120ဒုံးကျည်တွေနဲ့တပ်ဆင်ထားပါတယ်။ဒါ့ပြင်ပါကစ္စတန်အသုံးပြုနေတဲ့ AIM 120ဒုံးကျည်တွေဟာနောက်ဆုံးပေါ် AIM 120D မဟုတ်ဘဲ120ကီလိုမီတာခန့်အတိုင်းတာရှိတဲ့ပိုမိုဟောင်းနဲ့ AIM 120C version ဖြစ်ပါတယ်။အိန္ဒိယဟာပြင်သစ်ထုတ် Mirage 2000နဲ့ ရာဖေးတိုက်နေရင်တွေကိုအများပြားဝယ်ယူထားပြီးဒီလေယုန်တွေမှာမေကာတာတူဝေဟင်မဝေဟင်ပစ်ဒုံးကြီးတွေနဲ့မက်ဒီယာတာဝေးဝေဟင်မဝေဟင်ပစ်ဒုံးကြီးတွေကိုတက်ဆင်နိုင်ပါတယ်မက်ဒီယာဟာဒုံးကြီးဟာ180ကနေ200ကီလိုမီတာထိပြည့်ခတ်နိုင်ပါတယ်ဒါကိုနှိုင်းရှင်ကြည့်ရင်အိန္ဒိယရဲ့ရုရှားကနေတင်သွင်းထားတဲ့စုတတိနဲ့ MiG 29တိုက်လေယာဉ်တွေမှာ R77 ဝေဟင်မဝေဟင်ပစ်ဒုံးကြီးတွေတက်ဆင်ထားပြီး ဒီဒုံးကျည်တွေဟာ100ကီလိုမီတာခန့်သာပြည့်ခတ်နိုင်တဲ့ပုံမဟောင်းတဲ့ဒုံးကျည်တွေဖြစ်ပါတယ်။လက်ရှိမှာအိန္ဒိယလေတပ်ဟာစုတတိလေယာဉ်တွေကို Israel ထုတ် IRB ER ဒုံးကျည်တွေနဲ့အဆင့်မြင့်တင်နေသလိုအိန္ဒိယထုတ်ဝေဟင်မဝေဟင်ပြည့်ဒုံးကျည်တွေကိုလည်းဖန်တီးနေပါတယ်။ဒီဒုံးကျည်နှစ်မျိုးစလုံးဟာ100ကီလိုမီတာခန့်အထိပြည့်ခတ်နိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။